Hello ချီရတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ဒီနေ့တော့မေမိုးတို့အိမ်မှာညစ်တာလပေါဟင်ချက်စားပါတယ်ညစ်တာလပေါဟင်ကတော့မေမိုးတို့မွန်ပြည်နယ်ရဲ့ you know အများလူကြိုက်များတဲ့ဟင်းလေးတမယ်ပေါ့နော်မွန်ပြည်နယ်မြစ်တာလပေါ်ကရင်ပြည်နယ်မြစ်တာလပေါ်မြစ်ကိုကတော့မင်းတို့တိုင်းရင်းသားတော်တော်များများလေးကြိုက်ကြပါဗျ ဒါကလက်လက်ဆက်ဆက်ရလာတဲ့မြစ်တွေပေါ့နော်မြစ်တာလက်ပေါ်ဟင်းရဲ့အသက်ကတော့မြစ်က fresh ဖြစ်ရင်အကောင်းဆုံးပါပဲเนาะဒါကြောင့်ဟိုလက်လက်ဆက်ဆက်ချိုးထားတဲ့မြစ်လေးဟာမြစ်တာလက်ပေါ်ဟင်းရဲ့အဓိကကောင်းတဲ့အချက်ပါပဲမြစ်လေးတွေကိုလည်းကိုယ်စိတ်တိုင်းကြလှီးပြီးပြီးဆိုလို့ရှိရင်ဒါကတော့ key mushroom ပေါ့เนาะမှုကဒီ key mushroom ကချိုးတာပေါ့เนาะဟင်းရဲ့ကိုချိုးစေတယ်ဒါကြောင့်ဒီဟာလေးကိုလည်းမိမူကထည့်ချက်ပါတယ် ဒါကတော့ခုနလှီးထားတဲ့မြစ်တွေကိုရေလေးနဲ့ခဏစိတ်ထားလိုက်တာပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီမြစ်ကိုရင်နှွေးဆူဆူတဲပြီးတော့တခါတည်းပြုတ်ထုတ်လိုက်ပါမယ်သူ့မြစ်စိမ်းကိုတရည်ပြုတ်ထုတ်လိုက်တဲ့သဘောပေါ့နော်အဲဒါပြီးလို့ရှိရင်သူ့ခဏပေါ့နော်ခဏဆူအောင်တဲပြီးလို့ရှိရင်ဟိုဟာတရည်တော်တဲ့သဘောနဲ့မြစ်တွေကိုဆယ်ယူထားလိုက်မယ်နော် မြစ်တူအဲ့လိုပြုတ်ထုတ်လိုက်တာတကယ်လို့မြစ်မှာအစိမ့်တောက်ရှိရင်လည်းတက်တာွားတဲ့သဘောပေါ့နော်ဒါကတော့မင်မို့အုံပြူတဲ့ပစွန်တစ်စိတ်လေးပါဒီပစွန်လေးဟာလက်ဆက်ပါတယ်တခါတလေဆိုင်မှာကြာနေရင်တော့သူကမကောင်းတတ်ဘူးပေါ့နော်အဲ့တော့ပစွန်အထဲမှာဖွေးဖွေးကြည်ကြည်လေးဖြစ်နေတာလေးကိုရွေးဝယ်ပါနော်ပစွန်လေးတွေခေါင်းချိုးပြီးရင်ဒီလိုတန့်စင်ထားပြီးသားပါပြီးလို့ရှိရင်ခြံထဲကပင်စိမ့်ရွက်လေးပြေးခူးလိုက်မယ်နော် ဒီမြတ်တာလပေါ်ရဲ့အသက်ကတော့ဒီပင်စိမ့်လေးရအသက်ပါပဲပင်စိမ့်မပါရင်မြတ်တာလပေါ်ဟင်းကစားလို့မကောင်းပါဘူးဒါကြောင့်ပင်စိမ့်ရွက်နဲ့စုဖို့ရွက်ကလေးကမြတ်တာလပေါ်ဟင်းရအသက်ပါပဲဒါကတော့ဟိုပါပေါ့ဖိန်ဥပေါ့နော်ပိန်ဥအကြီးစားကြီးပေါ့ထာရူလို့ခေါ်ပါတယ်သူမြတ်မပိန်ဥနဲ့မတူဘူးသူကအရန်ချိုတယ်ပေါ့နော်အဲ့ဒါသူ့ကိုလေကိုကအလူးတုံးတလို့ အတုံးကြီးကြီးလေးတွေတုံးလိုက်တယ်အရန်ပါပါလေးမတုံးဘူးသူကဟင်းရဲရအောင်လေပါလို့ရှင်ပျော်ထွက်သွားတယ်လို့လေအဲ့ဒါမျိုးသူ့အတုံးခက်ကြီးကြီးတုံးတယ်ဒါကတော့ဟိုပါပေါ့ရေမုံညင်းပေါ့နော် water crush လေးပါဒါကတော့ယုံပတိတီယုံပတိတီကိုလည်းအဲ့လိုလင်းသုံးပိုင်းပိုင်းလိုက်တယ်ပြီးရင်ငြုတ်သီးစိမ့်လေးကိုလည်းအဲ့လိုပဲဟိုကအဆက်ရတာပို့ထွက်အောင်လို့ပေါ့နော်အဲ့လိုမျိုးလေးချိုးလိုက်တယ် ဒါကတော့ခြံထဲကထွက်ခါစားကစွန်းရက်တွေကိုလည်းခူးလိုက်တယ်။ဒါကတော့ပါဝင်ပစ္စည်းတွေပါ water crash taro okra green chili subo yue အဲ jeffrusi mushroom နဲ့ water spinach ပါဒါကတော့မပါမဖြစ် bamis basil ခေါ်ပါတယ်ပင်စိမ့်ပေါ့နော်ပြီးရင်ဒါကတော့ ရင်နွေးနဲ့ခနာပြုတ်တရေပြုတ်ထုတ်ထားတဲ့မြစ်ကိုတဲပါမယ်။ငါမြစ်အိုးစုလာရင်ပစွန်စထဲ့ပါမယ်။ပစွန်ထဲ့ပြီးတဲ့အချိန်မှာဒါ jackfruit ပေါ့နော် like a ပိနေစီပေါ့နော်ပိနေတဲ့ရဲ့အစီကိုလည်းထည့်လိုက်ပါတယ်။ပြီးလို့ရှိရင်အချိုထွက်အောင်မှုတွေလည်းတစ်ခါတည်းထည့်ထားလိုက်ပါတယ်။ mm ဒါကတော့ तू อ่ะမြစ်တာလပေါ်ရဲ့အသက်ပဲမင်းမတို့တိုင်းရင်းသားတွေဆိုလို့ရှိရင်ဒီငပိကလေးကိုအဲ့လိုဖြော်ပြီးထဲတာပေါ့เนาะဒါရွာကနေအမဝံခွေတွေပို့ထားတယ်ငစင်ိုင်းငပိစစ်စစ်လေးပါအဲ့ဒါကိုစကားလေးခံပြီးတော့စစ်ထဲတယ်အဲ့ဒီအသားတွေကုန်အောင်နောက်တရေလဲပြန်စစ်ပြီးတော့ထဲလိုက်ပါတယ်ငပိဆိုတဲ့သဘောတိုင်းပဲ तू ကအဲ့လိုအမြုပ်ကလေးတက်လာတယ်အဲ့ဒါလေးတွေကိုလဲကိုကခတ်ပစ်လိုက်ပါတယ် ပြီးရင်တော့ဒါဆံမှုတ်ပေါ့နော်ဆံမှုတ်လေးကိုလည်းရေနည်းနည်းဖြော်ပြီးထည့်မယ်ဆံမှုတ်အပြည့်အကျဲအားကိုတင့်တော်သလိုထည့်လို့ရပါတယ်ကိုပြပြကြရင်နည်းနည်းပို့ထဲပေါ့နော်ကြဲကြဲကြရင်နည်းနည်း short ထဲပေါ့ဒါကငံပြရီ fish sauce လည်းထည့်လိုက်ပါတယ်စားလေးလည်းနည်းနည်းထည့်လိုက်ပါတယ်အဲ့ဒီမှာတွေ့လားဆံမုတ်လေးတွေနည်းနည်းစပြီးတော့ပျော်လာပြီဆိုရင်အဲ့ဒီမှာဟိုဟာ ထာရူထည့်ပါမယ်ထာရူထည့်ပြီးလို့ရှိရင်ထာရူလည်းနည်းနည်းလေးကြက်ပြီးဆိုရင်တော့ခုနဖာဂျီတီဝပေါ့နော်အသီးနှံလေးစထည့်လို့ရပါပြီအဲဒါကတော့ကိုနှစ်တက်ရအသီးနှံလေးအများကြီးထည့်စားပြီးချက်လို့ရတဲ့ဟင်းပေါ့နော်ဒါမီမိုတို့ကတော့ကိုချန်ထဲမှာရှိတဲ့အရွက်ကလေးတွေနဲ့ဖြစ်အောင်ချက်ရတာပေါ့နော်အားလုံးစုံစီဖို့ဆိုတာကတော့ရွာမှာဆိုရင်တော့ပူစုံတာပေါ့နော်ဒါအသီးရွက်တွေထည့်ပြီးွားပြီး အဲကိုအနေတော်အနေတော်ပေါ့နော်ကိုကြိုက်ပြီးဆိုရင်ဒါပြောမယ်ဆိုရင်အဲ့ဒီလိုကိုကျင်납သွားပြီဆိုရင်မီးလေးပိတ်မီးပိတ်ပြီးတော့မှဒါပင်စင်းရွက်ကလေးအုပ်ပါတယ်မိမတို့အိမ်မှာညစာအလွတ်ကိုမြင့်တာလပေါ်ဟင်းစားကြပါတယ်မြင့်တာလပေါ်ဟင်းကအသီးရွက်အစုံနဲ့ချက်ထားတယ်လက်ဆက်တဲ့မြည့်ရရသား နော်ဆံမှုတ်ကလေးနဲ့လိုက်ကန်တကယ်ကိုဟိုပါပေါ့မြန်မာပြည်အလွမ်းပြည်ဟင်းလေးတမယ်ပါဒီလိုမြစ်တွေပေါ်တဲ့ချိန်မှာချက်စားလို့ရပါတယ်အဲဒါကတော့အိမ်မှာထည့်စားကြပါပြီမြန်မာစာအရန်ကြိုက်တဲ့သမီးကြီးပါသူကတော့ဘာလာလာအကုန်အားပေးပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Thank you. Bye.